နဟံဘိကဝေအိညာဧကဏိကယံဘိသမနုပတ္တမိယောစိတံယထိတံဘိကဝေတိသနာကတအပါဏာဧမိကောဘိကဝေတိသနာကတအပါဏာစိတေနေဝစိတိတာဧမိတိဟိဘိကောဘိကဝေတိသနာကတေဟိပါဏိဟိစိတိညေဝစိတတရာတတမတိဟဘိကဝေအဘိခဏံတကစိတံပစ္စဝခိတဗံဤကရတမိတံစိတ္တံတံကိလိဋ္ဌံရာငေနဒောတိနာမောဟိနာတိ ိတ္တတံဂီလေသမိခဝေတတ္တတံဂီလေသန္တိစိတ္တဝရဏတတ္တဝိတုဇန္တိဘိခဝေจิตတယံတို့ဟံငါပြတိယထာယိမေတ္တိသန္တကတာပါဏဣတိသံဖြစ်တဲ့တတ္တဝါတို့သည်စိတ္တယထာစံကျဲကြကုန်တဲ့ကဲ့သို့ဧဝံဤအတူစိတ္တံစံကျဲသောအညာတိသံတတ္တဝါတို့မှအကြတဘသောဧကနိကံယံပြီးတခုသောတတ္တဝါအပေါင်းစုကိုယ်တော်မြတ်လည်းပဲ နတမနုပတမိမြင်တော့မမှုပဲပြိဿံလေးတွေကြည့်သိပြီးတော့ဆန်းကျင်ကြဆန်းကျင်တဲ့တော်ဘာတွေရဲ့အနေအထားကိုလှမ်းပြီးကြည့်တာပါအခြေလေးချောင်းရှိတဲ့တော်ဘာလည်များစာအခြေများစာရှိတဲ့တော်ဘာလည်များစာရှိအခြေနှစ်ချောင်းရှိတာဒီလည်းများစာပဲအတောင်းရှိတဲ့တော်ဘာအတောင်းမရှိတဲ့တော်ဘာရှင်လျရတဲ့တော်ဘာတို့တဲ့တော်ဘာဝိုင်းဆက်တဲ့တော်ဘာစသည်ဖြင့်တော်ဘာတွေအမျိုးမျိုးရှိတယ် အယောင်အဆင်းတွေကြည့်လိုက်ရင်လည်းအယောင်အဆင်းအမျိုးမျိုးမရှိဘူးလားရှိတိရစ္ဆာန်တွေရဲ့အမျိုးအနွယ်ကိုကြည့်လိုက်လို့ရှိရင်အမတန်ဆန်းကျင်ကြအဲဒီလိုတိရစ္ဆာန်တ ত্ত্ব ဝါးတွေဆန်းကျင်တယ်လို့တခြားတခြားတ ত্ত্ব ဝါအပေါင်းအစုတစ်ခုကိုငါပြန်လှမ်းပြီးကြည့်လိုက်တဲ့အခါတိရစ္ဆာန်လို့ဆန်းကျင်တယ်တ ত্ত্ব ဝါအပေါင်းအစုကိုငါပြန်မတွေ့ဘူးလူတွေကြည့်အများစုကိုကြည့်လိုက်ရင်ခြေနှစ်ချောင်းချင်းတူကြတယ်လက်နှစ်ချောင်းရှိတာချင်းတူကြတယ်ပခုံးနှစ်ခုကြားခေါင်းပေါက်တာချင်းလည်းတူကြတယ် မတ္တရပြီသွားတဲ့ပုံစံအနေနဲ့အဖြစ်နဲ့ညာတော့အဖြစ်နဲ့တွေ့တာဟိုခြေပြက်လက်ပြက်ပုံခွေတော့ခဏခစ်တာဖယ်ထားလိုက်ပေါ့သို့တော့တိရိစ္ဆာန်တော်ဘာကြီးကြတော့ဒီလိုအများစုမှတူညီမှုရှိသလားမရှိဘူးပုံစံအမျိုးမျိုးရှိကြအယောင်လေးတွေလည်းအမျိုးမျိုးရှိကြတော့သိပြီးတော့ဆန့်ကျင်ကြအဲ့ဒီဆန့်ကျင်တဲ့တိရိစ္ဆာန်တော်ဘာကြီးဟာဘာဖြစ်တယ်ယေမိကောဘိခဝေတိရိစ္ဆာန်ကတ္တပါဏစိတ်တေနေဝစိတ်တိတာဘိခဝေ चित्त ယံတို့ ဒီဘိခောတိသနာကတာပဏာသောတိသံဖြစ်တဲ့တ attva တို့ဒီလည်းပဲစိတ်တည်နေဝကမ္မဝိညာဉ်ဟုခေါ်ဆိုအပ်တဲ့စိတ်ကြောင့်သာလျင်စိတ်တည်ဆန်းကျင်ကြရအကုန်၏ဒီတ attva လေးတွေဆန်းကျင်တာဘာကြောင့်ဆန်းကျင်ရလဲလို့မေးရင်တော့ဒီတ attva တွေကိုဖြစ်ပေါ်လာစေတတ်တဲ့အကြောင်းရင်းဖြစ်တဲ့ကမ္မဝိညာဉ်လို့ခေါ်ဆိုအပ်တဲ့စိတ်ဓာတ်တွေကဆန်းကျင်နေတဲ့အတွက်ကြောင့်ဒီတ attva တွေဆန်းကျင်ကြရတာပြီးတော့စိတ်ဆန်းကျင်ရင်တ attva တွေဆန်းကျင် ဘာကြောင့်စိတ်စမ်းကြတဲ့နဲ့တရားစမ်းကြတဲ့နဲ့ဝင်ဆက်ဖြစ်နေရတယ်လို့မေးတော့အဲ့ဒီစိတ်ဓာတ်ကကာမစိတ်ဒီနေဝစိတ်တ္တဆိုပြီးအထက်ကရကဒီလိုဖွင့်ထားပါတယ်စိတ်ဓာတ်ဆိုတော့လေဒီညမှာကာမဝိညာဉ်လို့ခေါ်ဆိုအပ်တဲ့စိတ်ဓာတ်ကိုဆိုလိုပါတယ်သဘောပေါက်အောင်နည်းနည်းလေးနမူနာပြောမယ်ခုဒကာကြီးတွေဒီမကြီးတွေဖတ်စုတောင်းရနည်းနည်းလေးကိုယ်စိတ်ကိုပြန်အငြင်းဆက်ကြည့်ပေါ့တချို့ကဘုန်းကြီးဘုရား ဆုတောင်းတယ်။ဘုန်းကြီးဖြစ်ခြင်းနဲ့ဒကမာကြီးတွေဒီထဲမှာရှိခြင်းရှိတယ်။ဘုန်းကြီးဖြစ်ခြင်းနဲ့ဒကာကြီးတွေလည်းဒီထဲရှိခြင်းရှိတယ်။တချို့ကဘုန်းကြီးမဖြစ်ခြင်းမူသီလရှင်ဖြစ်ခြင်းတယ်။ဟောသိထားခြင်းတူလားမတူဘူး။တချို့ကဒီဘုန်းကြီးနဲ့ဒီဘုန်းကြီးနဲ့ဒီသားနဲ့ဒီသမီးနဲ့မခွဲခြင်းမူဘာဖြစ်လို့လဲ။ကာမဂုဏ်တစ်ခုပြုတ်တော့မှလူစုံမှကာမဂုဏ်ကိုပြုတ်ခြင်းတယ်။မစုံညီမှုဆိုလို့ရှိရင်ဒီကာမဂုဏ်ကိုပြုတ်ခြင်းလားမပြုတ်ခြင်းတည်းဘာဖြစ်လို့လဲ။ ကာမဂုဏတကုပြုပြီဆိုရင်ကျောင်းလုံးကြီးတာရီတမီးလေးအလုံးစုံမှာကာမဂုဏပြုကျင်နေဆိုတဲ့ပုဂ္ဂိုလ်ရဲ့အတွင်းအစ္ဆာလေးအတတ်ကံကိုလမ်းကြည့်လိုက်တော့နောက်ကလည်းကျုံကျင်နေဆုံးနေနေဆိုတဲ့ဒီလိုကြီးရဲ့ကြည့်ရှိကြတယ်။တုံးနဲ့တူကာမဂုဏပြုတဲ့အချိန်ခါမှာသိကြလေးမတူညီကြတယ်လို့ပဲ အလားတူပဲဒီတိစ္ဆာဖြစ်တဲ့ဓမ္မရည်ရဲ့ဆန်းကျင်ဘုံကိုအကြောင်းရင်းပြန်ပြီးဆက်ကြည့်လိုက်တော့ကာမဝိညာဉ်လို့ခေါ်ဆိုအပ်တဲ့သိတတ်ပြီးမတူညီပဲတုံးတဲ့သူဆန်းကျင်ဘုံလေးရှိခဲ့ကြတယ်။တံပန္နကမ္မစိတ္တဣမေဥဒ္ဒကဒိဋ္ဌိရာတိယယောစိတ္တဝိသမတိအာယုဟန္တာနာမအနတ္တိကာမဝိညာဉ်လို့ခေါ်ဆိုအပ်တဲ့စိတ် အဲ့ဒီစိတ်မှဒီငုံလေးတွေခါလေးတွေအစကြီးတဲ့ဒီတရားရည်ရဲ့တန်တမ်းမှာတို့ဟာဒီလိုအစတဲ့ကြဖြစ်ကြအောင်ကျိုးစားအထုတ်ကြမယ်ဆိုတဲ့ဒီစိတ်သားမျိုးကတော့မရှိကြပါဘူး။ဒါပေမဲ့လည်းဘာဖြစ်လဲ။ဓမ္မံပဏ္ဏယောနိဥပနေတိသူတို့တိတုပြောထောင်လိုက်တဲ့ကံကယောနိလို့ခေါ်တဲ့ပရိသတ်ညိုးစေရှိရဘက်တို့ဖို့ဆောင်ပေး။ ယောနိမူလကောတေတံစိတ်တဘောဒီကိစ္စံတတ္တဝလေးဤအဇန်းတည်းဖြစ်ရလေအခြေခံအကြောင်းရင်းကိုပြန်ပြီးသတိကြည့်လိုက်တော့ယောနိခေါ်တဲ့ပရိဒန္တိကအကြောင်းရင်းမူလတရားဖြစ်နေယောနိဥပကတာဟိတတ္တတန္တံယောနိသိဟိသတိတစိတ်တဝဟောတိထို့တော့ယောနိလောကသို့အပ်တဲ့ပရိဒန္တိတို့ကောက်ရောက်တတ်တဲ့သရဝရီရဲ့တန္တံမှာ ိုယောနိပရိသတ်တွေမျိုးစေ့တဲ့ဒုညီနေတဲ့အကျိုးတရားတွေစံကျင်မှုတွေပေါ်လာတယ်။ဤဒီယောနိတိတ္တစိတ်တဘောကမ္မတိတ္တယောနိဒီဝိတိတ္တဘာရိသံတရဝါလေးအမျိုးမျိုးအစအစထူးထွေးဆံပြရခြင်းဒီပရိသတ်တွေနဲ့အကြောင်းရှိဒီပရိသတ်တွေကလည်းဘလို့ကြောင့်ဖြစ်ရတယ်လို့မေးတော့ကံကြောင့်ဖြစ်ရတယ် ဒီကံဒီဘာကြောင့်ဖြစ်ရတယ်ဘာကြောင့်အဆက်တည်းဖြစ်ရတယ်လို့ပြီးတော့ကံကိုပြုစုပြုထားတဲ့အချိန်ကတုန်းကဖြစ်ပေါ်ခဲ့တဲ့စိတ်ဓာတ်လေးကအဓိကပါပဲအဲ့ဒီစိတ်ဓာတ်ကလေးတွေမတူညီတော့ကံလေးတွေကမတူညီဘူးကံတွေမတူညီတဲ့အတွက်ဒီကံကနေပြီးတော့ပို့ဆောင်ပေးလိုက်တဲ့ပရိသန္တေမျိုးစိတ်ချင်းလည်းမတူတော့ပြီးတော့ကံကိုပြုစုပြုထားတဲ့အချိန်ခါမှာစိတ်ဓာတ်တွေဆန်းကျင်ခဲ့ရင် ထိုကံနေပြီးဆန့်ကျင်သွားတယ်။ကံကဆန့်ကျင်တဲ့အတွက်ကြောင့်ဘာဖြစ်တယ်လဲ။အခြေအနေကြောင့်ဖြစ်တဲ့ကံမျိုးကိုပြုစုပြောင်းခဲ့ရင်အခြေအနေကြောင့်ရှိတဲ့ပရိသတ်ရဲ့မျိုးစင်ရှိရာမိဘတွေခြံကိုကြီးကံကရောက်အောင်ပို့ပေးတယ်။အခြေလေးကြောင့်ဖြစ်ရမယ်ကံမျိုးကိုပြုစုပြောင်းခဲ့တယ်ဆိုရင်လေအခြေလေးကြောင့်ရှိတဲ့မိဘတို့ရဲ့ယောနိခွားတဲ့ပရိသတ်ရဲ့မျိုးစင်ရှိရာတို့ရောက်အောင်ပို့ဆောင်ပေးလိုက်တယ်။ အထေမြတ်စွာဘုရားမြတ်ကံဒီကိုပြုစုပြုတော်ခဲ့တယ်ဆိုရင်လေအထေမြတ်စွာဖြစ်နိုင်တဲ့ပရိသန္ဓေမျိုးစိတ်ရှိရာတို့ရောက်အောင်မိဘတွေခံရောက်အောင်ဒီကံကပို့ဆောင်ပေးလိုက်ဒါကြောင့်ဘရဝတိဆန်းကျင်ရခြင်းဖြင့်ပရိသန္ဓေမျိုးစိတ်ကအခြေခံအကြောင်းရင်းဖြင့်ပရိသန္ဓေကအခြေအနေကြောင့်ဖြစ်ရမယ်ဘရဝါကိုအခြေအနေကြောင့်ဖြစ်အောင် အခြေလေးကြောင့်ဖြစ်ရမယ်တရားဝါကိုအခြေလေးကြောင့်ဖြစ်အောင်ဖြူရမယ်တရားဝါကိုဖြူအောင်ဝါရမယ်တရားဝါကိုဝါအောင်အစဉ်အမျိုးမျိုးရှိရမယ်တရားဝါကိုအစဉ်အမျိုးမျိုးရှိအောင်ဒီပဋိသင်္ကေတမျိုးစေ့ကပြည့်စုံပြည့်ထောင်ပေးလိုက်ပါရဲ့ဒါကြောင့်တရားဝါကြီးကြည့်လိုက်ရင်မိပါရီနဲ့သာလမီတွေတူညီမှုများရခြင်းအကြောင်းကိုစမ်းသပ်ကြည့်လိုက်တော့ပဋိသင်္ကေတမျိုးစေ့ကအခြေခံနေတယ်မိပါရီရဲ့ပဋိသင်္ကေတမျိုးစေ့က တရဝါဒီကိုပုံသွင်းပေးလိုက်တာဖြစ်တော့ဒီပရိသတ်ရဲ့မျိုးစေ့ရှိအောင်ဒီပရိသတ်ရဲ့မျိုးစေ့ရှိတဲ့နေရာတို့ရောက်အောင်ဘုသူကပို့ဆောင်ပေးတယ်လို့ကြည့်လိုက်တော့ကံကပို့ဆောင်ပေးကြတယ်။ဒါကြောင့်အမတ်တိတ်တာယောဂီကြီးဝိဓိတပါဆိုပြီးသက္ကရကအဖွင့်ထားတယ်။ယောဂီခေါ်တဲ့ပရိသတ်ရဲ့မျိုးစေ့ကအစမ်းတကျဖြစ်ရခြင်းအကြောင်းရင်းကိုပြန်ဆန်းစစ်ကြည့်လိုက်တော့ကံကအခြေခံနေတယ်။